နေမရှိလာမရှိကောင်းကင်မရှိတဲ့စာတင်ရောက်နေကိုသာကျွန်တော်တို့တိဆောက်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါဟာမဖြစ်နိုင်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူးဖြစ်နိုင်ပါတယ်ဒါပေမဲ့လွယ်လွယ်နဲ့တော့စပယ်တွေပွင့်မှုဆိုတဲ့စကားလိုပါပဲလွယ်လွယ်နဲ့တော့မဖြစ်နိုင်ပါဘူးခက်ခဲတွေကိုသိပ်ပံနှီးကြကြော်လွှားနိုင်မှသာဖြစ်နိုင်ပါပါအဲ့ဒီအတွက်အားထုတ်မှုများစွာလည်းလိုအပ်ပါတယ်ဖက်စစ်စစ်အားအားရှိစိတ်ခွေးလို့ခေါ်တာတမိတ်ဆန်တမိတ်ဆန်ဘောလို့မျိုးဟိုကိုကြီးစားစိတ်မရှိတာရှင်းလာမှပြောတာမင်းတို့မပူနဲ့ Hi Academy ဘာပီတူညကိုမော်မာများအားလုံးမင်္ဂလာပါ Newsbeat Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ31ရက်ရက်နေ့လယ်ပိုင်းဗီဒီယိုသဘောတွင်နဲ့ဒီနေ့ခင်းမှာကျွန်တော်တို့နောက်ဆုံးချတဲ့ရက်တော်လန်သတင်းထိုးသတင်းကောင်းတွေကိုတင်ဆက်ပေးသွားမှာမို့လို့ဗီဒီယိုကိုကျွန်내တူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ခင်းပိုင်းမှာဆိုတော့တော်လန်ရဲ့ဘော်တွေရဲ့ဘော်နော်စကန်သိန်းအောင်ပွဲတွေနဲ့ဘုံမိုက်ကွက်ချီကွက်လာမဲ့တွေလည်းကြည့်ရှုရမှာပဲဖြစ်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲသတင်းထိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ တော်လိုင်းရေးတပ်ပွဲမှာခရီးရောက်နေပြီဖြစ်လို့ရန်သူတွေရဲ့တွေးခဲစကားတွေနဲ့အမျိုးသားညီညွတ်မှုကိုထိခိုက်စေမဲ့ပုံစံတွေကိုတတိပြုချဖို့ KNP တပ်မတော် KAC UC ချုပ်ဘုံမှုချုပ်အောင်မြတ်ကနေပြီးတော့မှတတိပြုပြောကြားလိုက်တဲ့ဆိုတဲ့တတိမဲ့ဖြစ်ပါတယ်၂021ခုနှစ်မေလ31ရက်ကနေစတင်ပြီးတော့မှ2025မေလ31ရက်နေ့လင်းနေတာခရီးတွင် အခက်ခဲများစွာဆင်ခေါ်မှုတွေနဲ့ရဲဘော်လူငယ်တွေရဲ့အသက်သွေးချွေးများပီတူလူတို့ရဲ့အိုးအိမ်များများစွာပျက်စီးဆုံးရှုံးခဲ့တဲ့ဆိုပြီးတော့မှဖော်ပြထားတာဖြစ်ပါတယ် မိမိတို့ကိနေမျိုးသားတွေနဲ့တကွမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတိုင်းသားတွေအားလုံးလူမျိုးနိုင်ဖို့အတွက်ဒီနေ့တော်လိုင်းရေးတိုက်ပွဲဆိုရင်ခရီးရောက်နေပြီဖြစ်ပါတယ်ဆိုပြမတော်နေမျိုးမှာဆက်လက်ပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒါအပြင်ရာထုကိုအလွဲသုံးစားမလို့ပဲနဲ့လူထုနဲ့တသားတည်းရက်တည်ပြီးတော့မှဗီရင်ပြပါကထောက်ပံ့တွေကိုအလွဲသုံးစားမလို့ဖို့နဲ့တော်လိုင်းရေးမလို့အစားဖို့ကိုလည်းဘူချုပ်အောင်မြတ်ကနေမျိုးမှာဆက်လက်တတိပေးပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါတော့ပါနော်ကျတို့အရေးကြီးနေတာပြမဒီတော်လိုင်းမှာတချို့တွေကနေပြီးတော့မှ ဒီပေါ်ပင်တွေလို့ပြီးတော့မှလောဆနေတဲ့ဖွဲ့တွေလည်းများစွာရှိနေတာမို့လို့ကျွန်တော်ဗီဒီယိုတွေကနေပြီးတော့မှခုလိုမျိုးအရင်ဥဆုံးအနေနဲ့တတိပေးပြောကြားထားတာပဲဖြစ်ပါတယ်။နောက်မှအဲ့လိုလိုဥဆနေတဲ့ပေါ့နော်ပို့ဖို့အဖွဲ့စည်းတွေကိုကျွန်တော်တွေနဲ့စနစ်တကျပေါ်ထုတ်အရေးယူသွားမှာမို့လို့အဲ့လိုမျိုးလိုဆနေကြတဲ့အဖွဲ့တွေအနေနဲ့အခုကတည်းကယထန်ယက်တင်နေပြီပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ရခိုင်ပြည်ကျောက်ဖြူမြို့နယ်မှာအေရဲ့ပြက်ခတ်မှုကြောင့်တေဆုံးခဲ့တဲ့ MSD ချိန်မြန်တမထာနာချုပ်နီးပြိုဟာမှုဘုံမှုကြီးကျော်မျိုးအောင်ကိုဘုံမှုချုပ်ရာထုတဆင့်တိုးပစ်လိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရခိုင်ကျောက်ဖြူတပ်ပွဲမှာစနိုက်ပါထိတာပြီးတော့ဗျိုဟာမှုကဘုံမှုကြီးအဆင့်နောက်ပိုင်းမှာစနိုက်ပါနဲ့ထိပြီးတဆင့်ရာထုတိုးမင်းပစ်လိုက်တယ်လို့တုံတက်ရပါတယ်။ဘာလို့လဲဆိုတော့ဗျိုဟာမှုအဆင့်ကဘုံမှုကြီးပဲတမမှုမှဘုံမှုချုပ်ဖြစ်တာပေါ့နော်။ဒုတိယတမမှုဆိုရင်တောင်းပါပဲ။ကာနယ်ဘုံမှုကြီးပဲဗျ။ အဲ့ဒါကြောင့်မို့လို့တည်တော်မို့လို့တဆင့်ရာထူးသုံးမြင်ပေးလိုက်တယ်လို့သုံးသပ်ပါတယ်ဆိုပြီးတော့မှစီဒီမိုကြီးစင်ရောနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။အေးရပြခမှုကြောင့်တည်ဆုံးခဲ့တဲ့ဘုံမကြီးကျော်မျိုးအောင်ရဲ့ယော်လောင်းကိုရဲရဲပြင်းနဲ့ ရန်ကုန်မြို့ကိုပြန်လည်တည်ဆောင်ခဲ့ပြီးတော့မှအင်းတိုင်မှာရှိတဲ့ MS7 ချင်းမြန်တမတ်ဌာနချုပ်မှာနိုင်စီစဉ်ပြီးတော့မှမင်္ဂလာတုံစစ်တင်းကျိုင်းမှာဂုံပြုတ်ခန်းနာနဲ့တကြိုခဲ့တယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့ဒီဘိုးမှုချုပ်ကျော်မြောက်အောင်ဆိုရင်အလုတ်တင်ဘိုးအပတ်စဉ်28တင်တန်းစင်ဖြစ်ပြီးတော့မှတည်ဆောင်ချိန်မှာဆိုတော့အသက်45နှစ်ရှိနေပြီလို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။စစ်ကောင်စီအနေနဲ့အဲ့လိုမျိုးပါနော်မျိုးစာဖြစ်ပြီးသွားတဲ့သူတို့ရဲ့ဒီစစ်ရာရှိတွေကိုပြန်ပြီးတော့မှဖားရတဲ့အနေနဲ့အခုလိုမျိုးရာထူးတွေရှောက်ပေးနေတာပြီးတော့မှ မြောက်လိုင်ဟာဆိုတော့တကယ်ကိုသူ့ရဲ့တန်ရင်နဲ့သူ့ရဲ့အောက်ခြေစစ်သားတွေကိုအထီးခံထိုးချွေးပြီးတော့မှသူတို့တည်ဆုံးချိန်ချမှဒီလိုမျိုးချွေးတိတ်နေတယ်ဆိုတော့လည်းကျွန်တော်တက်ပြီးတော့မှတည်ရတာပဲဖြစ်ပါတယ်။ဒါဝနာလည်းသိရှိတယ်ပေါ့နော်။တက်မီတာဆုံးနေနဲ့ကျွန်တော်တော်လိုင်းရဲ့ပြည်သူတွေနဲ့သူအလင်းမြန်ဆုံးကုပြောင်းခလုံးတည်နေပြီဆိုတဲ့အကြောင်းလည်းတက်ပြီးတော့မှဖိတ်ခေါ်ပြောလိုပါတယ်။ကဲကျွန်တော်ဒီနေ့နေခင်မှာပထမဆုံးနေနဲ့ကျွန်မကတော့ အခုဆိုရင်ကျွန်တော်တို့တော်လိုင်းရေးရေးပေါ်တွေကနေပြီးတော့မှစစ်ကောင်စီရဲ့စခန်းသိမ်းအောင်ပွဲတွေကိုရရှိနေတဲ့အချိန်မှာပဲပေါ့နော်လေကြောင်းကနေပြီးတော့မှတရဆက်ဘုံကျဲမှုတွေစစ်တိုက်လို့ဆောင်နေတဲ့မြောက်လိုင်းတို့ရဲ့ရန်ကိုကျွန်တော်တို့ကနေပြီးတော့မှဘယ်လိုမျိုးကာကွယ်တင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဦးသိမ်းမြတ်နဲ့တုံသက်ပြောဆိုထားတာဖြစ်ပါတယ်ဦးသိမ်းမြတ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာချစ်လဲရအောင်နော်စာတင်ရောက်နေတဲ့စေယုံတွေကိုပြစ်မှတ်ထားဘုံကျဲတာဟာပြည်သူလူထုကိုချိန်ချောက်တက်ဖြတ်တာပါပြည်သူလူထုကသူ့နဲ့မြန်မာတော်လိုင်းသမားတွေကိုလက်မခံအောင်နောက်မှတခြားနေရာကပြည်သူလူထုတွေကလည်းတော်လိုင်းသမားတွေကို လက်မခံရဲအောင်ဆိုပြီးတော့ချိမ့်ချောက်ပညာပေးတဲ့အနေနဲ့တက်ဖြတ်ပြနေတာပါအဲ့ဒီတော့စာတင်ကျောင်းတွေကိုမြေကြီးအောင်မှာစောက်ကြမယ်လို့ဒေါက်တာဇော်ဝေဆိုးကထပြောပါတယ်ဆရာဇော်ဝေဆိုးကအရင်မပါဖျားမပါသူစဉ်းစားမိတဲ့နေရာကနေရုပ်ရက်ထပြောတတ်တဲ့အလေးထရှိတော့မကြာခဏဆဲဆိုတာလောင်ပြောင်းတာကိုခံရတဲ့အကြောင်းသတိထားမိပါတယ်အခုလက်သူ့ကိုလောင်တဲ့လူကလောင်ဆဲတဲ့လူကဆဲကြပါတယ်အဲ့ဒါကြောင့်ကျွန်တော်က Cooper PT မြို့အကြောင်းကိုပြောတာပါ ခူဖာပီဒီကိုနေမရှိလားမရှိကောင်းငွေမရှိတဲ့မျိုးလို့ကျွန်တော်ပြောခဲ့ဘူးပါတယ်အခုလည်းနေမရှိလားမရှိကောင်းငွေမရှိတဲ့စာတင်ရောင်းနေကိုသာကျွန်တော်တို့တိဆောက်နိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါဟာမဖြစ်နိုင်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူးဖြစ်နိုင်ပါတယ်ဒါပေမဲ့လွယ်လွယ်နဲ့တော့စပယ်တွေပွင့်မှုဆိုတဲ့စကားလိုပါပဲလွယ်လွယ်နဲ့တော့မဖြစ်နိုင်ပါဘူးအခက်အခဲတွေကိုသိပ်ပံနီးကြကြော်လွှားနိုင်မှသာဖြစ်နိုင်ပါပါအဲ့ဒီအတွက်အားထုတ်မှုများစွာလည်းလိုအပ်ပါတယ်အထူးလိုအပ်တဲ့အရာတွေကိုထောက်ပြရမယ်ဆိုလို့ရှိရင်တော့နံပါတ်1ငွေလိုပါတယ်အဲ့ဒီငွေကို NUG ကရှာဖွေထောက်ပံ့မယ်ဆိုလို့ရှိရင်ရနိုင်ပါတယ် နံပါတ်1ကတော့ကရိယာတစားပလာတွေလိုအပ်ပါတယ်မြေကြီးတူဖို့တဲ့ရန်ရာကြီးတွေကအစတခြားလိုအပ်ချက်အမျိုးမျိုးရှိနေပါတယ်နံပါတ်3ကကျွမ်းကျင်ပညာရှင်လိုအပ်ပါတယ်အင်ဂျင်နီယာနဲ့တခြားကျွမ်းကျင်ပညာရှင်တွေပါကျွမ်းကျင်ပညာရှင်တွေမပါဘဲနဲ့မြေကြီးထဲမှာလှိုင်ကောင်းတူးပြီးတော့မိကွက်ထွန်းစာတင်လို့ရှိရင်ကာဗိုမိုနောက်ဆိုက်အစိတ်တင့်ပြီးတော့လူများပြားအသက်ဆုံးရှုံးနိုင်တဲ့အနေအမျိုးတွေရှိနေပါတယ်နံပါတ်4ကတော့စည်ရေးလုံခြုံရေးအမြင်ရှိတဲ့လူလိုအပ်ပါတယ်စစ်ကောင်စီကလေရင်နဲ့လာပြီးတော့ဘုံမကျန်းနိုင်တာကတော့ဟုတ်ပါရဲ့မြေပြင်ကနေထိုးစစ်ဆင်တိုက်ခိုက်တာခံရမယ်ဆိုလို့ရှိရင်လေရင်းနှီးမြှုပ်နှံထားတာတွေ အလကားဖြစ်နေတယ်လို့ကြောင်းပိတ်မိသွားတာမျိုးလည်းဖြစ်နေပါတယ်။နံပါတ်5ချက်ကတော့ဥဆောင်မဲ့လူလိုပါတယ်။ NUG လိုအဖွဲ့အစည်းသို့မဟုတ်တခြားဝေကြီးအင်အားတောင့်တင်းတဲ့အဖွဲ့အစည်းမျိုးကနေပြီးတော့လက်တွေဥဆောင်မှုပေးမှသာဖြစ်နိုင်ပါမယ်။ဗဇက်ကလည်းလောက်ကြပါလားဟေ့လို့တိုက်တွန်းနေုံနဲ့ကတော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ဗဇက်ကလည်းလေးနဲ့တက်တက်တိုက်တွန်းနေဆိုတာအကြံပေးတယ်ဆိုတာမျိုးက NUG လောက်ရမယ့်အလုပ်မဟုတ်ပါဘူး။ကျွန်တော်တို့လိုသတင်းသမားတွေလောက်ရမယ့်အလုပ်မျိုးပါ။ကျုံတွေ့လာနိုင်တဲ့အန္တရာယ်တွေကိုလည်းကြိုတင်ပြီးတော့စဉ်းစားကာကွယ်ဖို့လိုပါတယ်။ဥပမာအဖြစ်မြင်းကလေးအန္တရာယ်ရှိလာနိုင်သလား ရေမြုပ်နိုင်တဲ့အန္တရာယ်ရှိနိုင်သလားမြင့်နဲ့ပြီးတော့ရေလွှဲနိုင်တဲ့နေရာမျိုးဆိုလို့ရှိရင်ပို့ပြီးတော့အလုပ်ဖြစ်မလားအညာကရန်ကုန်လိုမျိုးနေတိုင်းမိုးရွာနေတဲ့နေရာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့တစ်ခါတလေမိုးကြီးလေကြီးတယ်ဆိုတာမျိုးကတော့အညာမှလည်းဖြစ်တတ်ပါတယ်မြေကြီးပေါ်မှာတောင်မှမိုးကြီးလို့ရှိရင်ရေလွှဲတတ်ပါသေးတယ်အဲ့ဒါတွေကိုကြိုတင်တွက်ချက်ပြီးတော့ကာကွယ်ဖို့ကပညာရှင်တို့ပါတယ်နောက်ပြီးအလင်းရောင်ရအောင်ဘယ်လိုလုပ်မလဲဆိုတာမျိုးကလည်းကြွန့်ကျင်ပညာရှင်ရဲ့အကူအညီလိုပါတယ် NGO ကအစိုးရပုံစံနဲ့ဖွဲ့ထားတဲ့အဖွဲ့အစည်းကြီးပါ Australia Cooper PT လို့မြို့မျိုးကိုကိုယ်တိုင်သွားလေ့လာပြီးတော့ အကြံဉာဏ်တောက်ခံလို့ရပါတယ်။အော်စတြေးလျမှာမြန်မာတွေလည်းအများအများရှိပါတယ်။သွားလေ့လာခိုင်းလို့ရပါတယ်။ဒါတော့အသေးမြတ်နေပြီတော့ပါနော်။ကျွန်တော်အရင်ရစ်တွေကဒေါက်တာဆိုဘီဆိုကနေမြန်မာစစ်ကောင်စီရဲ့လေးချောင်းတန်းကိုကျွန်တော်တို့အနေနဲ့ ဒီကောက်ခွေတဲ့ဖို့ဆိုရင်မြောက်မှာစေုံစည်းခန်းတွေကိုစတင်ပြီးတော့မှဆောက်လို့တင်နေပြီဆိုပြီးတော့မှအချံပြပြောဆိုထားတဲ့ပုံမှာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပေါ့နော်ပြောဆိုထားတာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကလည်းပြီးတော့မှအဲ့လိုမျိုးလုပ်နိုင်ဖို့အတွက်လွှတ်ချက်များစွာရှိနေတာပြီးတော့မှငွေကြေးဒဏ္ဍာရီနဲ့နောက်ပြီးတော့မှကျွန်တော်တို့ကလည်းပြီးတော့မှပြင်ဆင်တင်နေပေါ့နော်အချက်တွေကိုလည်းတွဲနေပြီးတော့မှထောက်ပြပြောဆိုထားတာပဲဖြစ်ပါတယ်ကျွမ်းကျင်ပညာရှင်တွေနဲ့ဒီကျွန်တော်တို့ NUG အစိုးရတွေနဲ့အခုဆိုရင်ပူပေါင်းပြီးတော့မှလှုပ်ဆောင်တင်နေတာပြီးတော့မှအညာမှာဆိုတော့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုဆိုတော့တနေ့တခြားပို့ပြီးတော့မှမြင့်တက်လာတော့လဲကျွန်တော်တို့ တွေ့ရပဲဖြစ်ပါတယ်ကျွန်တော်ပြည်သူတွေစစ်ကောင်စီရဲ့ဒီလိုမျိုးဘုံကျဲမှုတံကိုဆက်လက်ပြီးတော့မှမခံဖို့ဆိုရင်ကျွန်တော်တော်လန်ဖွဲ့စည်းတွေနဲ့တက်ဆိုင်ရအစိုးရပုဂ္ဂိုလ်အသီးသီးကနေပြီးတော့မှအဲ့လိုမျိုးအစီအစဉ်တွေကိုအမြန်ဆုံးကောင်တယ်ဖို့တင်နေတာပြီးတော့မှပေါ့နော်ကျွန်တော်အခုခရေကစင်စာတင်နေတဲ့အချက်တွေကိုလည်းပြန်ပြီးတော့မှဆက်လက်ကောင်တယ်ဖို့နိုင်ဖို့လွမ်းနေပြီဆိုတဲ့အကြောင်းကိုကျွန်တော်တက်ပြီးတော့မှကြားသိရတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုဆိုရင်တောင်ပိုင်းတိုင်းမှာပွဲချမ်းနေတဲ့ကျွန်တော်ကန်ညိုနဲ့ PDF ပုံသဖို့နေရထုတ်စပြီးွားရင်းနဲ့ပတ်သက်ပြီးတော့မှကရင်စရေးအကဲဖြတ်တူတူဖြစ်ရပါတော့ဆော့ဘောဦးလေးရဲ့တုံးတဲ့ချောကျွန်တော်စပြီးတော့မှနားထောင်ကြည့်လိုက်ရအောင် KMU တော်လိုင်းအဖွဲ့အစည်းများသည်တခြားတိုင်းရင်းသားတွေနဲ့လုတ်ကင်ပြီးတော့တော်လိုင်းလုံနေတယ်ဆိုတာတစ်ချက်မှမရှိပါဘူးဆိုတော့ခါကျတော့တနွေငင်းတဆင်ပါဆိုတယ်လို့ပဲတခြား EAO တွေနဲ့ကျွန်တော်တို့ချိတ်ဆက်ပြီးတော့ညှိနှိုင်းဆောင်ရွက်ပြီးတော့ ော်လိုင်းရင်းနဲ့တိုက်ခွက်တွေကိုဖော်ဆောင်နေတယ်ဆိုတာကတော့ဒါကျွန်တော်အကြမ်းမြင်းနေနဲ့ပြောပြပြသေးတခြားသောကိစ္စများတော့စစ်ရေးရှုပ်အချက်ဖြစ်သည့်အားလျော်သွားကျွန်တော်အသေးစိတ်ကိုတော့ခြားပြဆုံးနှုတ်ခြင်းမရှိပါဘူးဆိုတော့အနည်းချုပ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တို့တွေဒီမြန်မာနိုင်ငံတန်တန်တရားမှရှိတဲ့အခြားသောအီအာကိုဒီနဲ့ချိတ်ဆက်ပြီးတော့ညှိနှိုင်းပြီးတော့တော်လိုင်းရေးလုပ်ငန်းကိစ္စများကိုလှုံ့ဆော်နေတယ်ဆိုတာကတော့ကျွန်တော်ရည်တိပြပြောလို့ရပါတယ် ဒီနေရာမှာတခုမေးလို့တာကဟိုအရင်တစ်တုံညာနှစ်ခုလို့ဟိုရှမ်းမြောက်ဒေသမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် A လို့ဆိုလဲရခိုင်မှာတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်ကရင်နီမှာလည်းပြင်းထန်နေတဲ့အချိန်တော့ဟို KNU ကငြိမ်နေတယ်ပေါ့နော်ဟိုဝေဖန်မှုတွေတော်တော်ရှိတယ်ဘာတိလို့ဘာလုံနေလဲစသည်ဖြင့်ဟိုတော်တော်လေးလဲဝေဖန်မှုတွေရှိတယ်အဲ့အဲ့တုံကကြာတော့ဘာလို့အဲ့လို coordinate မျိုးမဖြစ်ကြရလဲအခုကြာမှဟိုပြန်ပြီးတော့ပေါ်ဆောင်ရတာလဲအဲ့ဒါလည်းနည်းနည်းမေးစရာဖြစ်တယ်လीနော်အဲ့ဒီပုံမှာဟိုပြောလို့လဲဟုတ်ကဲ့အဲ့ဒီအချိန်အဲ့ဒီကာလတော့ကျွန်တော်တို့ EAO တွေမှာလဲကျွန်တော်တို့ညနေဆောင်တဲ့အချိန် ညှိနှံဆောင်ရွက်ချက်တွေရှိပါတယ်ညှိနှံပြီးတော့သဘောတူညီချက်တွေရှိပြီးအားရောကွာအကျွန်တော်တို့ကဗာလဲဆိုတော့ဘာမဟုတ်တဲ့စီးပွားရေးလုပ်ငန်းတစ်ခုမှတော့မှကျွန်တော်တို့ရဲ့ရည်ရင်းအတက်အကျကိုကြည့်ပြီးတော့စီးပွားရေးလုပ်ရသေးတာပဲလူတွေသိနေတဲ့တော်လိုင်းရေးမှာကျွန်တော်တို့ရည်ရင်းအတက်အကျရှိခြင်းနဲ့အတူအဲ့ဒီရည်ရင်းအတက်အကျရဘသူကလှုပ်မလဲဘသူကငြိမ်ပြီးတော့အနာဂတ်တော့ဘာလုပ်ရမလဲဆိုတော့ strategy တွေကျွန်တော်တို့မှရှိထားပြီးသားဖြစ်ပါတယ်ဒါကြောင့်မို့လို့တစ်တုံညာနှစ်ခုဆက်ဆင်ရေးမြန်မာနိုင်ငံမြောက်ပိုင်းမှာ ပတ်ကြံတိုက်နေတဲ့အချိန်မှာကျွန်တော်တို့ဘက်ကငြိမ့်နေတာကမှန်ပါတယ်။ဟိုဒါကလည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ရဲ့ view ဟာကျွန်တော်တို့ရဲ့ view ဟာအရာသာကျွန်တော်တို့ခဏလေးငြိမ့်သက်သွားတာဖြစ်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ခေါင်းဆောင်ကြီးတွေအကုန်လုံးစဉ်းစားရတဲ့စဉ်းစားချက်တစ်ခုရှိပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ခွေးကိုကြောင်ပိတ်ရရင်ခွေးဟာဖပောက်ပိတ်တယ်။အဲ့တော့ဖပောက်မပိတ်အောင်ဖပောက်တဲ့နေရာကိုဖွင့်လာပေးတဲ့သဘောမျိုးနဲ့မြောက်ပိုင်းမှာတိုက်နေတဲ့အချိန် ကျွန်တော်တို့တောင်ပိုင်းကအပါလေးဟလာပြီးတဲ့ဟချက်တွေလည်းရှိပါတယ်။ဒါတော့တခါတလေကျတော့ကျွန်တော်ဒီစကားပြောတဲ့အခါမှာကျွန်တော်ရဲ့စကားကသစ်ကောင်းစီရဲ့ပြောရေးဆိုခွင့်ဘူကျုံဆောင်မင်းတို့စကားနဲ့အနှဲငယ်ဆင်အောင်ဆင်နိုင်ပါပဲ။ဒါပေမဲ့လို့စီရေပြူဟာနီးပြူဟာကိုစစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးများကသတိတဲ့အတွက်ကြောင့်ဒီနေရာမှာတော့ကျွန်တော်အနေနဲ့ပြောလို့ရတယ်လို့ပဲပြောပါရစေ။စစ်ဘက်ဆိုင်ရာဒီလိုကိစ္စမျိုးတွေကိုတော့ကျွန်တော်မဝေဖန်လို့ပါဘူး။ကျေးဇူးပါ အခုဒီမှာကျွန်တော်ကြားထားတဲ့အတိုင်းပဲပေါ့နော်နေကန်ယူ USA ပြော်တွေဆိုတော့ကျွန်တော်တခြားတိုင်းသားတွေနဲ့အတူဆက်လက်ပြီးတော့မှသူတို့နေနဲ့လက်တွဲပြီးတော့မှခုဆုံးလဲတပတ်တွေပုံဖော်နေတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်။နောက်ပိုင်းတိုင်းမှာကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းပဲစကောင်စီရဲ့စခန်းတွေကိုတေပီတေရဲ့တင်ပိုက်ရယူပြနေတဲ့အကန်ယူပူပေါင်းတဖို့ဝင်တွေရဲ့ထုတ်စစ်တွေဆိုတော့တဖြည်းဖြည်းယူရုံးပေါ်လာတာပြီးတော့မှထိုင်းနဲ့ဆက်စီမင်းတဲ့ကြောမှရှိတဲ့ပေါ့နော်စခန်းတွေကဆိုတော့ ကျွန်တော်တို့လက်ထဲကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။မကြာခင်မှာတော့ပြီးမှာတဲ့ကိုပြပြဝင်လာပြတော့မှရန်ကုန်နေပြည်တော်ထိတောင်မှကျွန်တော်တို့ခြေတက်နိုင်မဲ့အင်အားတွေကိုလည်းထုတ်ပြောက်ထားတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပြည်သူတွေနဲ့တလန်ရဲဘော်တွေထားညီညွတ်မယ်ဆိုတော့အခုလိုမျိုးစခန်းသိမ်းအောင်ဘော်တွေနဲ့မကြာခင်မှာသူတို့ရဲ့စစ်ပင်မဌာနချုပ်တွေကိုထိရရှိနိုင်အောင်ဟောင်းဝိုင်းဝန်းပြတော့မှတိုက်ထုတ်လို့ရတယ်ဆိုတော့တိတိတဘောမျိုးတွေကျွန်တော်တို့ထပ်ပြတော့မှတွေ့ရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေတဲ့အပါသမီးရနေပြီးတော့မှလွတ်တယ်ဆိုရင် ANS စတမဲစူပါမပြောဆိုခဲ့တဲ့ပေါ့နော်ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အချံပြူချင်းနဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကိုလောင်မြိုင်းနေတာပဲဖြစ်ပါတယ်ဒီစစ်ကောင်စီနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့ဘယ်လိုမျိုးပြဿနာတွေဖြစ်နေလဲဆိုတာကိုတော့နေပြီးတော့မှပြောဆိုထားတဲ့အားလဲကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော် အတန်းဖက်လို့တတ်မှတ်ထားတဲ့အင်အင်းနဲ့ဆက်ဆံနေတဲ့ဘင်္ဂလားဒေ့ရှ်ဆိုရကိုမြန်မာကကန့်ကွက်လို့ဘင်္ဂလားဒေ့ရှ်ကတန်အမတ်နဲ့စစ်တမ်းမှုတွေကိုပြန်ခေါ်တဲ့သတင်းလေးတင်ဆက်ပေးချင်ပါတယ်။ရခိုင်ပြည်အရေးနဲ့ပတ်သက်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကအတန်းဖက်အဖွဲ့တော်ညာထားတဲ့အင်အင်းနဲ့ဆက်သွယ်နေတဲ့အတွက်မြန်မာအစိုးရကမဆက်ဆံဘူးတန်တမန်ရေးအရာပြောဆိုကန့်ကွက်ခဲ့တာကိုဘင်္ဂလားအစိုးရကလက်မခံပဲအတန်းဖက်အင်အင်းနဲ့လိုအပ်လို့ဆက်သွယ်ရတာဖြစ်တယ်လို့ပြန်လည်တုတ်ပြန်ခဲ့ပြီးနောက်မြန်မာအစိုးရနဲ့တန်တမန်ရေး တန်တမန်ဆက်ဆံရေးပြတ်တောက်ဖို့သူတို့ကဒီလိုမျိုးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်တန်အမဲ MD Monowa ဟော်စိန်နဲ့စစ်တမ်းမှုဘုံမှုချုပ်အပ်တက်ဟော်စိန်တို့ကိုဒါကာကိုမေလ29ရက်နေ့ကပြန်လည်ခေါ်ယူလိုက်ပြီးမြန်မာဘင်္ဂလားဒေ့ရှ်နဲ့နိုင်ငံဆက်ဆံရေးတင်းမာနေခဲ့တာဖြစ်ပါတယ်ရှင်။တကယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမငြိမ်သက်ဖြစ်နေတာကိုခွင့်ကောင်းယူပြီးတော့အမျက်ထုတ်ဖို့ပြီးတော့သူတို့နိုင်ငံမှာရှိနေတဲ့ဘင်္ဂလားဒေ့ရှ်12တန်းကိုမြန်မာနိုင်ငံထဲကိုထိုးထည့်ဖို့ကြံနေတာနော်မြန်မာနိုင်ငံကိုပြန်ဖို့ချင်နေတာ င်ခိုင်ပြည်နယ်မြောက်ပိုင်းမှာဘူးတီတောင်နဲ့မောင်တော်မြို့တွေကိုမြန်မာနိုင်ငံတွေကနေပြီးတော့ထုတ်ပြီးတော့နေနေနှစ်ခုကိုတိမ့်ပိုက်ချင်နေတာပါအေအေတွေကလည်းအဖရခိုင်ပြည်လို့ဒါကြွေးကြော်နေပြီးမယ်ဘင်္ဂါလီအတွက်နေရပေးဖို့ဘူးတီတောင်နဲ့မောင်တော်နှစ်နေရောက်ပေးမယ်တဲ့သူတို့ပိုင်နာကြတာပဲနော်တပုံဖြစ်ပြီးတော့အဲ့လိုပေးမယ်လို့သဘောတူထားတယ်လို့သိရှိရပါတယ်ရှင်။ဘင်္ဂလားဒေ့ရှ်ကမြန်မာနိုင်ငံရဲ့နေနေတွေကိုအလားငါတိမ့်ဖို့လုပ်နေတယ်လို့ပဲပြောရတော့မှာပေါ့ရှင်။အေအေတော့အမျိုးချစ်တဲ့ရခိတွေကိုလည်းနောက်ဆိုရင်ပားရိုက်နှောင်းရိုက်လုပ်ခဲ့တဲ့ခေါ်တော်တွေကပြန်ပြီးပြန်စော်တော့မယ်ကြည့်ထား။ ်ဘင်္ဂလားတွေကအခွင့်ကောင်းယူပြီးအမျက်ထုတ်တာပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံလုံးဆိုင်ရာဘင်္ဂလားဒေ့ရှ်တဲ့အမတ် MD Monowa Hossein ကိုဒါကာကိုချက်ချင်းပြန်လာရင်ဘင်္ဂလားဒေ့ရှ်အစိုးရကအမိတ်ထုတ်ပြန်ခဲ့ကြအောင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဥက္ကဋ္ဌကမေ29မှာအတည်ပြုခဲ့တယ်လို့ဘင်္ဂလား News 24မှာသတင်းပေါ်ပြထားခဲ့ပါတယ်ရှင် ဟော့စိန်က2023ခရီးကနေပြီးတော့မှဘင်္ဂလားဒေ့ရှ်တန်အမတ်ဖြစ်တာဝန်ခံဆောင်ခဲ့သူဖြစ်ပါတယ်ရှင်မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်သားတန်တမန်ရေးရာတိမမှုတွေမြင့်တက်ပြီးနောက်မြန်မာနိုင်ငံမှာထွက်ခွာရေးညွန်ကြားခံရခြင်းဖြစ်လို့ဘင်္ဂလားမီဒီယာသတင်းဌာနတွေမှာဖော်ပြထားပါတယ်ရှင် ဒီမှာကျတော့ကြားထားတဲ့အတိုင်းပဲပေါ့နော်စစ်ကောင်စီကဆိုတော့ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ဆက်ဆံရေးအစီအမပြေနေတာပြည်မှာဘင်္ဂလားဒေ့ရှ်ကနေပြည်မှာသူတို့ရဲ့တန်တမာဝင်ကြိုပြန်ပြည်မှာခေါ်လိုက်တယ်လို့လည်းကျတော့နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒါကတော့ဘင်္ဂလားဒေ့ရှ်အနေနဲ့အေအေနဲ့ဒီကုတန်ဆက်ဆံတဲ့နေရာမှာသူတို့အနေနဲ့တုံ့ပြန်ပြည်မှာလို့ဆောင်မဲ့ဆိုပြည်မှာပြောဆိုလိုက်တဲ့ပုံမှာစစ်ကောင်စီဘက်ကနေပြည်မှာဝေဖန်ခဲ့လို့အခုလိုမျိုးဖြစ်ပေါ်လာတာပြည်မှာသူတို့ဒါကတော့ဒီဘင်္ဂလားဒေ့ရှ်ကနေပြည်မှာပေါ့နော်အေအေနဲ့တခြားတော်လိုင်းတဖုံတွေရော တရားဝင်ထောက်ခံပေးလိုက်တယ်ဆိုတဲ့သဘောမျိုးကိုဒီကောင်တွေကနေပြန်မှပြောဆိုလာတာပဲဖြစ်ပါတယ်။ဘုံမှာရက်ွက်အနေနဲ့အခုလိုမျိုးတည်တန်းရှုံးနေတဲ့အချိန်မှာကျွန်တော်တို့အင်းဒီချင်းနိုင်ငံတွေကိုပတ်ရန်ပြီးတော့မှပေါ့နော်။ဒုက္ခရှာနေသလိုလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှသူတွေတပ်ဖွဲ့ဝင်တွေအရဆုံးလည်းပြည်ပြည်တွေဖြစ်ကျွန်တော်တို့အင်းဒီချင်းနိုင်ငံတည်တည်ကိုပြေးနေမှုတွေလည်းကျွန်တော်တို့နေ့စဉ်နဲ့မြတ်ကြားသိနေရတာပဲဖြစ်ပါတယ်။ဒါကတော့အမြောက်လန်ရဲ့သူတို့စစ်တပ်နေဝင်ချင်းကိုကျွန်တော်တို့အနေနဲ့တဖြည်းဖြည်းမြင်လာရတာဖြစ်ပြီးတော့မှပြည်သူအလုံးမျှော်မှန်းထားတဲ့နေပြည်တော်အထိအစ်ချီရေးရဆိုတော့ကျွန်တော်တို့အနေနဲ့မကြခင်မှာဖြစ်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ဦးကျော်အနေနဲ့မှရန်တူလေးနဲ့စကန်သိန်းအောင်ပွဲတွေဆင်ရဲနေတဲ့ပေါ့နော်တော်လိုက်တဖို့ဝင်တွေကိုအခုချိန်ထိလည်းလည်းချာညံ့ခံပြီးတော့မှပူပေါင်းပေးသေးတဲ့စစ်ကောင်စီတဖို့ဝင်တွေကိုဘယ်လိုမျိုးပြပြနေနေဆုံးမပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်အကြံဖက်စစ်အာဏာရှင်ဒီဒီအချိန်မှာအိုတိုက်တန်ရှုံးတဲ့တိုက်ရှုံးစစ်ကောင်စီကြီးဖြစ်နေပြီဆိုတာသိကြပါပြီအဲ့မှာသူမိတ်ခွန်း သူကိုယ်တိုင်ပြောတဲ့မိခွန်းရှိတယ်နော်သူကိုယ်တိုင်ပြောတဲ့မိခွန်းရှိတယ်နော်ရကြပါတော့မလုပ်ကြပါနဲ့တော့မပြောอยู่တမယ်ပဲရှိတယ်နော်ဒီမပုန်နဲ့အခုမင်းတို့ကတစ်ချိန်ကငါတို့တော်လန်ရေးဘက်တော်သားတိုင်းရင်းသားညီကိုမောင်နှမ ERO တွေရဲ့တော်လန်ရေးဓမ္မတွေကိုနော်မင်းမှာကိုကျင်းစာစိတ်ဆိုတဲ့ အဲ့ဒီစိတ်မရှိပဲနဲ့ဟာလှုပ်ချင်ရလှုပ်ရကွာငါမလှုပ်ရတာဘာမှမရှိဘူးကွာဆိုပြီးတော့မင်းထင်တိုင်းကျဲခဲ့တာဟမ်ဒီကနေ့ကိုယ်အလဲရောက်တော့နာတတာနာတတာလူမဟုတ်ဘူးတလိုက်ဆန်ရှင်းလားမတော်တာတလိုက်ဆန်ကြီးနိုင်ငယ်ကြီးနိုင်ရစားအဲ့ဒါလူမဟုတ်ဘူးလူမဟုတ်ဘူးတလိုက်ဆန်ကြီး 那全部，拍死死啊！那是死亏了，好啦，得来钱，得来钱，我罗米罗，我估计咱是没戏噶，钱拿哪条啦？没那么笨嘞。阿古叫那爷爷个，当初阿皮那里，现在你也拿嘛米罗钱，喏？阿古话，阿古偷棒子喽，爱闹钱，喏？你到那爷爷阿伯家，棒棒米啊，你是没米吃不？阿古提给你。 米诺拍死死阿那些一张拍死恢复大夫，臭骂你啦！哈，米诺是在看人家国家来嘛？米诺死拍死死江西老爷，蒋介石的人呢？的米诺死本来是武汉的人呢？的我跟你讲，胡邦邦的是亏的，喏。哎呦，哎，人呢？米诺国变大了。好的。等你二批表演人，等你二批表演人，谁上南昌？ 回得我回我变眼干了，哎呀那洗的，爸爸妈妈是不要，哪里了？回得我回我变眼干了，呀，爷把呀，洗光。 ဒါတော့ဦးကျော်နဲ့ပြတော့မှာပေါ့နော်စကောက်စီတဖုံတွေကိုငချင်းစီနဲ့ငချင်းပြန်ကြောတဲ့ဆိုတဲ့သဘောမျိုးနဲ့ပြန်ပြတော့မှာဆုံးမပြောဆိုထားတာပြတော့မှမြောက်လိုက်ရဆိုရင်တိုင်းတားလဲနဲ့ကိုင်းတဖုံတွေရနေပြတော့မှာအချမ်းဖက်မှုတွေကိုစစ်တိုက်လို့ဆောင်နေတယ်ဆိုတဲ့သဘောမျိုးနဲ့ဟုတ်ဆိုရင်ခါရပြတော့မှာတောင်းပါနေပြီဆိုတဲ့အကြောင်းသူကနေပြတော့မှာဒီချာလေးပြောဆိုထားတာပဲဖြစ်ပါတယ်စကောက်စီတဖုံတွေဒါတောင်းမှတိတိယမဝင်သေးပဲပေါ့နော်ကျော်တော်တော်လိုင်းရဲဘော်တွေကိုခုချိန်ထိတက်ဖြတ်ဖို့လို့ဆောင်နေဦးမယ်ဆိုတော့သူတို့ရဲ့နောက်ဆုံးနေဝင်ချင်အောင်ဆိုတော့ငဲပြိုသွားမယ်လန်ဒလန်ပဲရှိတော့တယ်ဆိုတော့သူတို့ကိုယ်တိုင် သဘောပေါက်သိနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အများပြားမျိုးစားဖြစ်ပြီးတော့မှအလောင်းတွေပြန်ကျဲနေကြတဲ့အချိန်မှာနောက်ကွယ်နေပြီးတော့မှအပိလုံးစုံနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါ့နော်တခြားဒီဘုံမရုပ်ကွက်တွေအရဆိုတော့စစ်တမိုင်းတရားခံဖြစ်ကျွန်တော်တို့လည်းမတန်းတင်ရမှာဖြစ်ပြီးတော့မှအခုချိန်ထိလည်းကျတော်ဘက်ကနေပြီးတော့မှစကောင်စင်းနဲ့ပတ်သက်တူမှန်တမယကိုမြေလန်ရှင်းထုတ်နေတာပဲဖြစ်ပါတယ်။ပြီးသူတရားလုံးရဲ့ခွန်အားဆိုတော့ကျတော်အားလုံးမြင့်မြင့်တွေ့ရတဲ့အဲဒီမဲ့စကောင်စင်းရဲ့ တို့ရဲ့အပေါင်းပါတွေကိုအခုဆိုရင်တစားစီဆွဲဖြဲနေတာမလို့မချခင်မှာတော့အလုံးမျိုးမှန်ထားတဲ့ Visa and Nation ဇာတ်နဲ့ခြုံငင်းရဆိုတော့ဒီချပေါ့ဖြစ်လာတော့မှာပဲဖြစ်ပါတယ်ပြည်သူတရလုံးအနေနဲ့စစ်မပြအမပြဘဲနဲ့ကျွန်တော်တို့ဒီဒေါ်လာရဲ့မားထက်ထက်ဝင်ပူပုံပုံရင်းနဲ့အလုံးရဲ့မျိုးမှန်းချက်အတိုင်း နေပြည်တော်ထိတိမ်ပြည်တော်မှာ Fiscal Annexation စနစ်အပြီးတိုင်ချုံရင်းဖို့ဝယ်ဝင်ကြိုးစားကြပါဆိုလို့ပြောရတဲ့ကျွန်တော်ဒီနေ့နေခင်မဲ့တဲ့ဖြစ်ဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြဘပြည်သူများအောင်ထူးထူးဆုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရဲ Channel နဲ့တည်လေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ခေါင်းနဲ့ဆုမကောင်းတောင်းပေးလိုက်ပါတယ်။